လေပကြီးတို့အတွက်ဒေါ်လာတစ်ထောင်နဲ့ရွှေတစ်ထုံးကိုတီရာရွှေဆိုင်ကနေမင်္ဂလာအိုးလက်ဖွဲ့မင်္ဂလာပါရှင်ပရိသတ်ကြီးအားလုံးကိုဒီနေ့မှာတော့အမှုပညာရှင်တအိုးရဲ့ပျော်ရွှင်စရာသတင်းကောင်းလေးနဲ့မိတ်ဆက်ပေးကြည်မာရဲ့ဒီသတင်းလေးကတော့ပရိသတ်ကြီးဂျာမာရေပန်းစားနေပြီးပြောမဆုံးအောင်ချီးကျူးနေကြရတဲ့သတင်းတစ်ခုပဲဖြစ်ပါတယ်ဟုတ်ပါတယ်အဲ့ဒီသတင်းကတော့ချစ်စရာကောင်းတဲ့တယောက်ဆောင်မိဘကြီးနဲ့သူမရဲ့ခင်မွန်းတို့ရဲ့မင်္ဂလာပွဲအကြောင်းပဲဖြစ်ပါတယ် သူတို့နှုတ်ရရှိခဲ့တဲ့မင်္ဂလာဦးလက်ဖွဲ့ကတကယ်ကိုအမခံမဲမို့လို့ဒီတည်င်းကိုကျမတို့နဲ့အတူအသေးစိတ်ကြည့်ရှုကြရအောင်နော်။အလုပညာနယ်ပယ်မှာနေရာတစ်ခုရယူထားတဲ့ပြိသက်အချစ်တော်တယောက်ဆောင်မိဘကြီးဟာဆိုရင်ရုပ်ရှင်ဗီဒီယိုနဲ့ဇလန်းတွဲပေါင်းများစွာမှာပါဝင်တယောက်ဆောင်ခဲ့သူပါ။မကြသိမိကပဲမိဘကြီးဟာခန္ဓာနာပါတဲ့မင်္ဂလာပွဲကိုစီကားတိုက်နိုင်စွာကျင်းပခဲ့ပါတယ်။သူတို့သားသူတို့သမီးဝတ်စုံတွေနဲ့အပြည့်အစင်တွေဟာတကယ့်ကိုကြည်ကောင်းဝီရင်ခုန်စရာကောင်းတဲ့ပွဲလေးဖြစ်ခဲ့ပါတယ်။ ဘေဘကြီးတို့ဇုံတွဲရဲ့မင်္ဂလာပွဲကိုခန္ဓာလှပစွာဆီစဉ်ကျင်းပခဲ့ပါတယ်။ပွဲကျင်းပပုံနဲ့ဝတ်စုံဒီဇိုင်းတွေကလည်းကြီးစုသူပြည်သက်တွေအတွက်တကယ့်ကိုအားကျစရာနဲ့မျက်စိပရာတာဖြစ်စေခဲ့ပါတယ်။အထူးအားဖြင့်သူတို့သားသူတို့သမီးဝတ်စုံမြမရွာဝတ်စုံနဲ့အနောက်တိုင်းဝတ်စုံတွေကိုတိတ်တလှပစွာဝတ်ဆင်ခဲ့ကြပြီးတော့အထူးသဖြင့်မြမဝတ်စုံများကတကယ့်ကိုစိတ်ကြည်ရှိစေခဲ့ပါတယ်။ပွဲအပြင်အစဉ် တန်အလှဆင်မှုများမိအလျောက်များစသည်ဖြင့်ခင်မီလှပတဲ့အပြင်ဆင်တွေကိုအသုံးပြုပြီးအမတ်တရားဖြစ်စေမယ့်မင်္ဂလာပွဲကိုဖန်တီးခဲ့ပါတယ်။မိဘကြီးရဲ့ wallet တော့ပေါ်ဟာဆိုရင်အမှုပညာနယ်ပယ်မှာမဟုတ်ပဲစီးပွားရေးနယ်ပယ်မှာဖြစ်ပြီးတော့ချစ်သူတက်တန်းကြမြင့်စွာလေးလာချစ်ခင်ခဲ့ပြီးတဲ့နောက်မှာလက်ထပ်ခဲ့ကြရပဲဖြစ်ပါတယ်။ပွဲပြီးမှနှစ်ဦးသားတပုံတွေကိုလူမှုကွန်ရက်ပေါ်တင်တဲ့အခါမှာပြည်သက်တွေရဲ့ချီးကျူးဂုဏ်ပြုစကားသံတွေနဲ့အတူပျော်ရွှင်ကြင်ကုန်းနေကြပုံကိုမြင်တွေ့ရပါတယ်။ အခုမှအဓိကအကြောင်းအရာဖြစ်တဲ့လက်ဖွဲ့အကြောင်းကိုရောက်ပါပြီဒီလက်ထပ်ပွဲမှာရရှိခဲ့တဲ့လက်ဆောင်တွေတဲကမှအထူးခြားဆုံးတဲ့ပြည်သက်ကိုအံအားတင့်စေတဲ့လက်ဖွဲ့တစ်ခုကတော့တီရာချွေရတနာဆိုင်ကနေပေးအပ်တဲ့လက်ဆောင်ပဲဖြစ်ပါတယ်။ဒါ၀ိလဲဆိုတော့အားလုံးမဲ့အံအားတင်သွားစီမဲ့လက်ဖွဲ့ပါ။ဟုတ်ပါတယ်။တီရာချွေရတနာဆိုင်ကနေမင်္ဂလာဦးလက်ဖွဲ့အဖြစ်ဒေါ်လာ1000တိတိနဲ့ချွေတုံးရရှိခဲ့ကြောင်းသူတို့စုံတွဲကိုယ်တိုင်လူမှုကွန်ရက်ပေါ်မှာဂုံယူဝမ်းမြောက်စွာထုတ်ဖော်ပြသခဲ့ရပါ။ ဘေဘကြီးတို့ဆောင်တဲ့ဟာဒီလိုကြီးမားတဲ့လက်ဖွဲ့ကိုရရှိရတဲ့အတွက်တကယ့်ကိုကြည်နူးပျော်ရွှင်နေကြပါရဲ့။တိလာရွှေရနာဆိုင်ဟာဆိုရင်လည်းလူပြာရှင်တွေကိုအမြဲတမ်းအားပေးကူညီပြီးစည်စနာထားတဲ့ဆိုင်ဖြစ်တဲ့အတွက်ကျေးဇူးတင်စကားပြောကြရမှာပါ။ဒီလိုမြင့်မာတဲ့တမိုးရှိတဲ့လက်ဆောင်ကိုပေးအပ်တာဟာမိဘကြီးတို့နှစ်ဦးကိုထားတဲ့ချစ်ခင်မှုနဲ့လူစားမှုကိုအထင်ရှားပြသနေရပဲဖြစ်ပါတယ်။ဒီတည်င်းကိုလူမှုကွန်ရက်ပေါ်တင်လိုက်တဲ့အခါမှာတော့ပြည်သူတွေစီကစိတ်ဝင်စားမှုကအားများပြားခဲ့ပါတယ်။ မှတ်ချက်တွေမှာဝမ်းသာပါတယ်နော်နှစ်ယောက်စလုံးအရင်လိုက်ဖတ်တယ်နောက်ဘက်ကတော့အားကျန်စရာပဲစသဖြင့်အားပေးစကားတန်တွေနဲ့ချီးကျူးတန်တွေအများအပြားရေးသားခဲ့ကြပါတယ်ဒီလိုမျိုးစီးပွားရေးရောချစ်ချင်းမေတ္တာရေးမှာပါထောက်ပံ့ပေးတဲ့မင်္ဂလာဦးလက်ဖွဲ့မျိုးရရှိခဲ့တဲ့အတွက်မိဘကြီးတို့ဇုံတွေဟာတကယ့်ကိုကံကောင်းပါတယ်သမားတို့ကလည်းမိဘကြီးတို့ဇုံတွင်ပျော်ရွှင်တဲ့မိသားစုဘဝထာဝရပိုင်ဆိုင်နိုင်ဖို့နှစ်ဦးသားလက်တွဲပြီးဘဝခရီးလမ်းကိုပျော်ရွှင်စွာရှောက်လန်းနိုင်ဖို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရနော်။ ကဲဒီနေ့အတွက်မေဘကြီးတို့ရဲ့မင်္ဂလာဦးလက်ဖွဲ့အကြောင်းသတင်းကားတော့တော့ပါပဲရှင်ပရိသတ်ကြီးလည်းသူတို့ဇုံနဲ့အတက်ဝမ်းသာမယ်လို့ထင်ပါတယ်ပရိသတ်ကြီးအနေနဲ့မေဘကြီးတို့ဇုံနဲ့ကိုဘယ်လိုဆူတောင်းစကားလေးပြောပေးချင်ပါသလဲကိုမမရေးပေးခဲ့ပါအောင်နော်နောက်ထပ်စိတ်ဝင်စားစရာသတင်းလေးနဲ့ပြန်လာခဲ့ပါမယ်ဒီနေ့တော့ဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါရစေရှင်